ချေရိုဟူဝါနာကိုအလုံးခွင့်တောင်းချင်လို့ပေါ့နော်အလုံးလေးခွင့်ယူလို့ရမလားတကယ်လောက်ခွင့်ပေးပါဆိုပြီးတော့ပြောတတ်ချင်တယ်ဆိုရင်ချေဒီဗီယိုထဲမှာဝင်မြပေးပါမယ် င်္ဂလာပါရှင်တချေစွတ်တီရွေးနိုင်ဖြစ်ပါတယ်တချေက JS မှာထိုင်းစာကိုအဓိကတောင်းရင်းပြီးတင်ကြပေးနေပါတယ်ဒီနေ့မှာဆိုရင်ကိုကအလုံးလုံးရင်းနဲ့ကိုကနေမကောင်းဖြစ်တယ်ရေးဖို့ကိစ္စတွေပေါ်လာတယ်ဒါကြောင့်ခွင့်ယူခြင်းနဲ့ခွင့်တိုင်ခြင်းနဲ့ဆိုရင်ဒီဘက်ကြလေးတွေတုံးလို့ရပါတယ်အဲ့တော့အရင်ဆုံးနေနဲ့ကိုကနေမကောင်းတဲ့ကိစ္စဖြစ်တယ်ဆိုရင်နေမကောင်းမှုဆိုရင်မိုက်စပိုင်မိုက်စပိုင်မိုက်စပိုင်လို့ပြောလို့ရပါတယ်။ဒါမှမဟုတ်ပွင့်နဲ့ကိုကအရေးပေါ်ကိစ္စရှိရဲ။ကိုရေးကိုလာကိစ္စပေါ့ကွ။အမျိုးဆိုရင်မီထူရဇူဝန်တိုဝါ มีธุระส่วนตัว มีธุระส่วนตัวธุระให้ได้แบบอะไรမျိုးကိစ္စတွေပါပြောတာส่วนตัวส่วนာကိုရေးကိုအဒီနေ့ကျွန်တော်နေาကောင်းဘူးခွင့်လေးယรလိย့ရမလားวันนี้ผมไม่สบาย วันนี้ผมไม่สบาย ผมขอลาหนึ่งวันได้ไหม ผมขอลาหนึ่งวันได้ไหมကျนန်တော်တရက်ခွင့်ယူလို့ရလားလို့ပြောတာပาါ့เนาะဒประเด็นหนึ่งวันมမထည့်ပဲနဲ့ผมขอลาได้ไหมครับ ผมขอลาได้ไหมครับจันโอาคุณเลยอยู่รู้ยังมาลาสุรุเลยเปียวรู้ยาเลยอารมณ์โมเป็นในจันโอาอีบอกกิซาลิชิโลมันนับเพียงคุยอยู่รู้ยาละผมมีธุระส่วนตัวมันนับเพียงส่วนพรุ่งนี้กันรู้ยาเลยพรุ่งนี้ผมมีธุระส่วนตัว พรุ่งนี้ผมมีธุระส่วนตัวมันนับเพียงจันโอาอีบอกกิซาลิชิโลผมขอลาได้ไหมครับ ผมขอลาได้ไหมครับ ခွင့်လေးယူလို့ရလားဆိုတော့ပြောလို့ရတယ်ဟိုနေမကောင်းတဲ့ခွင့်ပေါ့နော်နေမကောင်းလို့ခွင့်တိုင်နေဆိုရင်လာပူဝင်လို့သုံးလို့ရပါတယ်လာပူဝင်လာပူဝင်လို့သုံးလို့ရပါတယ်အဲ့တော့ဟိုဟာနာခေါင်းဆောင်ကနေပြီးကိုယ်ပြန်မေးနိုင်တယ်ပေါ့နော်အမျိုးဆိုရင်ဘယ်နည်းယူမှလဲ lucky one lucky one lucky one ဘယ်နည်းခွင့်ယူမှလဲဘယ်ရက်တွေခွင့်ယူမှလဲ la one night la one night လာဝနိုင်ဆိုတော့ပြောလို့ရတယ်အဲ့တော့ဒီခါမှာဆိုရင်ကိုခွင့်ယူမဲ့ရက်ကိုဖြေလို့ရတယ်ကိုဘယ်ရက်တွေဘယ်ရက်တွေခွင့်ယူမှာလဲဘယ်နေ့ရက်ကြမှာလဲဆိုတာကိုပြောလို့ရပါတယ်ဒီ view လေးကကြတော့လုပ်ငန်းခွင့်မှာကိုယ်နေမကောင်းလို့ခွင့်ယူရမယ်ဆိုရင်အသုံးဝင်မဲ့စကားပြောတွေကိုမျှပေးရဖြစ်ပါတယ်ထပ်ပြီးတော့သိရှိချင်တဲ့အကြောင်းအရာရှိလို့ရှိရင် video အမှမမေ့ခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ချေစတူဒီယိုနဲ့ဖြစ်ပါတယ်ဝိုင်းချက်ကနခါဆရီခါခေါခွန်ခါสวัสดีค่ะท้ายจากกูเซียมมาเนี่ยอเปียมาเตี่ยวชินไดเอทติงอยู่อ่ะตะละမျိုးเจอกันใหม่นะครับ ကျေးဇူးကျေးဇူးပါ Jazz Online Class မှာဆိုလို့ရှိရင်ထိုင်းမှာတစကားကိုအခြေခံကနေစပြီးတော့ကျွမ်းကျင်သမျှတွေဒီလိုလာသိရနိုင်ရပါတယ် level ဒီနဲ့ level ၄ခုရှိပြီးတော့ Facebook website application တိုက်တဲ့နေရာကနေပြီးတော့အခြေအနေနေရာမျိုးလေ့လာသိရနိုင်ရပါတယ်ဒါဆိုရင်တော့ခြေစွနဲ့သူထိုင်းသာတည်မှုတို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခောက်ခွန်းခါ Thank you.